ဒါကတော့ American လေယာဉ် A10 ဝါတော်ပါ။အီရန်ရဲ့ proxy တပ်နေပြူဟာတွေကိုဒီလေယာဉ်ကဘာမှမကြံအောင်ဖျက်ဆီးပစ်နေပါဗျ။သုံးနှစ်ကြာတဲ့အထိအဓိကတိုက်ပွဲတွေမှာမပါဝင်ခဲ့တဲ့ American အကောင်းဆုံးလေယာဉ်ကထပ်ပြီးစစ်မြေပြင်ကိုပြန်ရောက်လာပါပြီ။ဒီတစ်ခါတော့တပ်သားတွေကိုအကာအကွယ်ပေးုံနဲ့မကပါဘူး။ရွေရှားတုံးပစ်လွတ်တဲ့အဖွဲ့တွေကိုသူတို့ထွက်ပြေးမသွားခင်တိုက်ခိုက်နေကြပါ။အန်ဩစရာအကောင်းတဲ့စနစ်တွေနဲ့တက်ဆင်ထားပြီး ဒီလိင်ယူနေဟာအခုဆိုစာအုပ်ထဲကအခက်ခဲဆုံးသောတာဝန်တစ်ခုကိုထမ်းဆောင်နေရပါတယ်။ဒုံပြစ်လွတ်တဲ့အဖွဲ့တွေကိုသူတို့ပုံအောင်မသွားခင် ဖြတ်စည်းဖို့ပါ။ဒါပေမဲ့ရန်သူတွေကမသိကြသေးဘူး။ဒီလိင်ယူအကြီးမှာနီးပရိရဲ့အသည့်တချို့ရှိသေးတယ်ဆိုတာပါ။2025ခုနှစ်မတ်လ29ရက်နေ့မှာ 124th Fighter Wing က Aiden Watt တို့လိင်ယူတချို့နဲ့ 190th Fighter Squadron က မြေပြင်သားတပ်ဖွဲ့ဝင်300ဟာအရှိအလဲပိုင်းကိုဆေးလွှတ်ခံရပါတယ်။ဒီဆေးလွှတ်မှုကဒီလူသိများတဲ့လင်းရဲ့၃နှစ်တွင်းအကြီးမားဆုံးဖြန့်ကျက်မှုဖြစ်ပြီးဒါကဟန်ပြဖို့တွင်မဟုတ်ပါဘူး။ ARS ဆော်ဝါများပြည်တော်စုက Elder Har Latest ခန်းကနေလှုပ်ရှားရင်းဒီလင်းရင်တွေကရေတက်ကိုအကြီးအကျယ်ကူညီပေးနေပါတယ်။ဘာလို့လဲဆိုတော့ဟူဒီတွေကအမြဲပြောင်းလဲနေတဲ့နီးဗျူဟာတွေနဲ့တိုက်ခိုက်နေလို့ပါ။ဟူဒီတွေကပြပြင်းနီးဗျူဟာကိုတီထွင်ထားပါတယ်။ ဟူဒီတို့ရဲ့အဓိကအစီအစဉ်ကတော့အီရန်ရဲ့ IRGC အကြံပေးရေးစီကစတားလင်ဂျိုဒူကတစဉ်ပြစ်မှတ်ဒေတာတွေရယူပြီးတောင်တန်းကူရီတဲကနေဟွက်ထားတဲ့ဒုံးပစ်လွတ်ကရိယာတွေကိုထုတ်လာပြီးပြစ်မှတ်တွေကိုပြစ်ခတ်မှာပါဒီဒုံးတွေက CAO2 အမျိုးအစားဖြစ်ပြီး165ကီလိုဂရမ်အလေးတင်ရှိတဲ့တန်ကြပ်ဖောက်ဘုံးတွေကိုတည်ဆောင်နိုင်က180ကီလိုမီတာအကွာအထိပြစ်မှတ်တွေကိုထိမှန်နိုင်ပါတယ်ဒီဒုံးတွေကကဘာပေါ်မှာအစမ်းသစ်ဆုံးတော့မဟုတ်ပေမဲ့ အများကြီးပြစ်လွှတ်ရင်ဆုံးရှုံးမှုကြီးမားတာတွေဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဟူသီတွေသိထားတာကသူတို့ဒုံးပြစ်လွှတ်လိုက်တာနဲ့အမေရိကကသူတို့ကိုလွယ်လွယ်ကူကူထောက်လှမ်းနိုင်မှာပါ။ဒါကြောင့်သူတို့ဟာနေရာရွှေ့ပြောင်းရပါတယ်။ဆိုလိုတာကဂူတွေဥမေလှိုင်ကောင်းတွေဒါမှမဟုတ်တောင်ကြားတွေတဲကဟွက်ထားတဲ့ဒုံးပြစ်လွှတ်ကြိယာတွေကို ထုတ်လာပြီးဒုံးပြစ်လိုက်တာနဲ့ချက်ချင်းပြန်ကိုယောင်ဖြောက်ရတာပါ။ဒီမှာအေတန်းကဒီလိုနီးပြူဟာလှုပ်ရှားမှုကိုရပ်တန့်ပစ်လိုက်ပါတယ်။ တရက်နေ့မှာ leader စခန်းကနေ take off လုပ်ပြီး18မိနစ်အတွင်းဝါတော့တွေကပြစ်မှတ်နေရာရောက်ရှိခဲ့ပါတယ်။တပ်တောင်းထောင်ပေါင်ပဲစီကံပမာဏကြောင့် A တန်းတွေဟာပြစ်မှတ် area မှာမိနစ်90အထိပြန်ဝဲပြီးတာနဲ့စီမကုံငင်စခန်းကိုပြန်သွားရပါတယ်။ KC 135လေယာဉ်တွေအတူလိုက်ပါလာတဲ့အခါဒီဝါတော့လေယာဉ်တွေကလက်နက်ခဲယမ်းရှိသမျှလေထဲမှာဆက်နေနိုင်ပါတယ်။ဒီလေရင်ရဲ့တိုက်ခိုက်ရေးအစွမ်းကတော့တကယ်ကိုဆိုးရွားလာပါတယ်။ လေရင်ရဲ့နှာခေါင်းထဲကထိုးထွက်နေတဲ့အရာက GAU 8A Adventure အမြောက်ပါဒီအမြောက်ကလေရင်ရဲ့ bike တစ်လျှောက်16ပိန်ကြီးပါ ရှည်လျားပြီးနှာခေါင်းကနေထိုးထွက်နေတာပါ30 mm တန်ကြပ်ဖောက်ကြီးတွေကို10မိနစ်ကို3900ချက်ပြည့်လွန်နိုင်ပါတယ်ကြီးတောင်ကတပေါင်နီးပါး၄ချိန်ရှိပြီး Uranium ဓာတ်ကုန်ခန်းတဲ့တပ်ထုနဲ့ဖန်တီးထားတာပါဒီစွမ်းရည်နဲ့ဆိုတင်ကားတွေကိုစက္ကန့်ပိုင်းအတွင်းဖြတ်စီးပြစ်နိုင်ပါတယ် ပြီးတော့လေရင်တွေဒါမှမဟုတ်ရန်သူဒုံးပြစ်ဖွဲ့တွေလိုအမာခံမရှိတဲ့လူအုပ်ကိုတိုက်ခိုက်ရင်တော့ရလက်ကပါဇက်ကနေထုတ်ပြောလို့မရတဲ့အခြေအနေပါအဲ့ဒီနေ့မှာ RC 135 River Joint လေရင်တစ်စီးကဟူတီရရဲ့ရေဒီယိုအချက်ပြမှုတွေကိုဖမ်းယူခဲ့ပြီးသူတို့ကမကြခင်တိုက်ခိုက်မှုတစ်ခုလုပ်တော့မယ်ဆိုတာကိုသိခဲ့ပါတယ်အမေရိကန်ကဟူတီရရဲ့လုံခြုံမှုရှိတဲ့စစ်တွေရဲ့နီလန်အားလုံးကိုဖျက်ဆီးပစ်လိုက်တာကြောင့်ရန်သူတွေရဲ့ကုတ်ကဲရေးကုတ်ကဲရေးမှုတွေဟာ ာမန်ရက်သုံးဖုံးတွေကိုပဲအာကိုပြီးဆက်သွင်းနေရပါတယ်။ဒါကပဲသူတို့ကိုရှာဖွေဖို့ပိုလွယ်ကူစေပါတယ်။တိုက်ခိုက်မှုကမိနစ်20ထက်နည်းတဲ့အချိန်တွင်းဖြစ်ပေါ်တော့မှာမို့အေတန်းလေရင်နှစီကအမြန်ဆုံးအချိန်နဲ့အဲ့ဒီကိုရောက်ခဲ့ပါတယ်။အမြန်ဆုံးအမျက်နှုံးတနာရီကို မိုင်420နဲ့ဆိုရင်အဲ့ဒီကိုရောက်ဖို့18မိနစ်လောက်ကြာပါတယ်။အေတန်းလေရင်တွေရီမင်ရဲ့တောင်တန်းတွေနဲ့တဲကန္တရာတွေကိုဖျက်ပြန်တန်းရင်လေရင်မှုတွေကပြစ်မှတ်တွေကိုရှာဖွေဖို့ ANAJU28 Lightning Bolt ဆိုတဲ့ကြိယာကိုသုံးပါတယ်ဒီ Bolt ကိုလေရင်မှုရဲ့နှစ်သက်မှုပေါ်မူတည်ပြီး Station 2ဒါမှမဟုတ်တန်းမှာတက်ဆင်ထားပါတယ်ဒီ Bolt က68လက်မရှိပြီးအချင်း16လက်မ16လက်မရှိပါတယ်အလေးချိန်ပေါင်440လောက်ရှိတဲ့ဒီ Bolt ထဲမှာမြင်ကွင်းကျယ်အာရုံခံကြိယာတွေလေဆာညွှန်ပြဆက်တွေနဲ့ CCTV ကင်မရာတွေပါဝင်ပါတယ်လေယာဉ်မှုတွေကလူတယောက်အရွယ်ပြစ်မှတ်ကို28မိုင်အကွာကနေတွေ့နိုင်ပါတယ် ဒါပေမဲ့ဒီတိုက်ပွဲမှာတော့အေတန်းတွေကနီနီကက်ကက်တိုက်ခိုက်ရမှာပါလေရင်မှုတွေပြစ်မှတ်နေရနားကိုရောက်ခါနီးမှာဟူဒီတွေကဘာမှမသိပဲဂူတွေကဒုံးပြစ်လွတ်ကိရိယာတွေအပြစ်တင်ထားတဲ့ယင်ကိုထုတ်နေတာကိုတွေ့လိုက်ပါတယ်အမေရိကတပ်ဖွဲ့တွေကအရင်တိုက်ခိုက်မှုတွေမှာဟူဒီတွေရဲ့ရေဒါတွေကိုဖျက်ဆီးထားပြီးသားမို့ဟူဒီတွေမှာရေဒါတွေမရှိတော့ပါဘူးဒါကြောင့်အေတန်းတွေက6500မီတာကွာကနေနိုင်ပြီးဖြည်းဖြည်းချင်းဝင်လာပြီး အမြောက်တွေနဲ့ဒီကောင်တွေကိုအပြတ်ရှင်းပစ်လိုက်ပါတယ်။ဒီလေရင်ကအမြောက်ထဲမှာ30မီလီမီတာကြည်တန်း1150လောက်တူလောင်ထားနိုင်ပါတယ်။လေရင်မှုတွေကခဲရန်သုံးဆက်မှုလျှော့ဖို့နဲ့အမြောက်အပူလွန်ခဲ့တာမဖြစ်အောင် ပုံမှန်အားဖြင့်တစ်ချိန်ပြစ်ချိန်ကိုတစ်စက္ကန့်ကနေ20စက္ကန့်လောက်ပဲကန့်သတ်ထားပါတယ်။ဒါပေမဲ့အဲဒီ20စက္ကန့်အတွင်းမှာအေတန်းတွေက baseball ball လုံးရွယ်ကြည်စံ260လောက်ကိုတစ်စက္ကန့်ကို3500ပေအမြန်နှုန်းနဲ့ပြစ်လွတ်ပါတယ်။ ဧပြီလ2ရက်နေ့မှာ ISR ဂျူဒူတခုကစာဒါမျိုးအရှိမြောက်ဘက်မှာထူးခြားတဲ့အပူလှိုင်းတွေကိုတွေ့ရှိခဲ့ပါတယ်။ရီမေမှာကားပိုင်တဲ့သူအနေငယ်ပဲရှိပြီးငါးတန်ထရက်ကားဆိုတာပိုရှားပါတယ်။ဒါကြောင့်ထောက်လိုင်းရေးအဖွဲ့ကဒါကိုမိုဘိုင်းတုံးပစ်လွတ်ကရိယာဖြစ်နိုင်တယ်လို့သတ်မှတ်ပြီးလေတက်ကိုပုံမနီးကပ်စစ်ဆေးဖို့လွှဲပေးခဲ့ပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်။အေတန်းကစွန့်ရင်မြင့်လေရင်ဖြစ်ပေမဲ့တမယိုးကြတိုက်နေရင်တည်းထပ်ပိုနှိပ်ပြီးပိုနှိမ့်ပြန်ရပါတယ်။ 30 mm အမြောက်နဲ့တိုက်ခိုက်ဖို့ဆိုရင်အနိုင်ပြန်တမ်းမှုတွေလုပ်ရပါတယ်။ဒါကြောင့်ဝါတော့ကမြေပြင်ကပြစ်ခတ်မှုတွေကိုပိုလွယ်ကူစွာထိခံရနိုင်ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့လေရင်မှုကိုစက်ထပ်ပေါင်း၄ချိန်ရှိတဲ့တိုက်တေနီယံရေချိုးကန်ပုံစံတန်ချက်ကနဲ့ဝိုင်းထားပါတယ်။ဒီတန်ချက်ကတွေက23 mm ကြီးတွေကိုအလွယ်တကူခံနိုင်ပြီးပင်လယ်ခွေ့စစ်ပွဲနဲ့အီရတ်ပဋိပက္ခတွေမှာတွေ့ခဲ့ရသလိုတခါတရံပိုကြီးတဲ့ကြီးတွေကိုတော့ခံနိုင်ပါတယ်။ဒါပေမဲ့အေတန်းက မြေပြင်ကပြစ်ခတ်မှုအလုံးကိုခံနိုင်စွမ်းမရှိပါဘူးဟူဒီတွေကအေဒန်တွေစစ်မြေပြင်မှာရှိနေတာကိုအခုသိသွားပြီမို့သတင်းတွေအလင်းမြန်ပြန့်နှံ့သွားပါတယ်မကြခင်မှာဟူဒီတွေရဲ့ကြံရှိတဲ့ရေဒါတိုင်းကလေရင်တွေကိုရှာဖွေဖို့ကောင်းကင်ကိုစတင်စကန်ဖတ်နေပါတယ်သူတို့လိုချင်တာကလွယ်လွယ်ကူကူအောင်ပွဲရဖို့ပါကံမကောင်းစွာနဲ့ပဲဒီလေရင်တွေကသူတို့ကိုအလွယ်တကူအနိုင်ယူခွင့်မပေးပါဘူးဒီလေရင်တွေက EA 18G Growler လို့ခေါ်ပါတယ် F18 လေယာဉ်တွေနဲ့တူတယ်လို့ထင်ရင်ထင်နိုင်ပါတယ်။တကယ်လဲသူတို့က F18 ရဲ့ခန္ဓာကိုယ်ပေါ်မှာတိဆောက်ထားတာပါ။ဒီလေယာဉ်တွေကိုအာယုန်ခံကိရိယာတွေနဲ့လက်နက်တွေနဲ့အထူးပြုပြင်ထားပြီးရန်သူလေကြောင်းကာကွယ်ရေးဖြည့်ဆည်းမှုလို့ခေါ်တဲ့တာဝန်တစ်ခုအတွက်ဒီဇိုင်းထုတ်ထားပါတယ်။ဒါကို SEAD Separation of Enemy L Defense လို့ခေါ်ပါတယ်။ Gorilla ရဲ့အဓိကတာဝန်ကရန်သူ ရေဒါတွေကိုဖြည့်ဆည်းဖို့ပါ။ ဒီလိန်ပေါ်မှာတက်ဆင်ထားတဲ့စနစ်တစ်ခုက next generation ဂျန်မာလို့ခေါ်ပါတယ်။ဒီစနစ်ကအေတန်းတွေဝင်လာနိုင်ဖို့ကောင်းကင်ကို ရှင်းလင်းပေးပုံကဒီလိုပါ။ရန်သူတပ်သားတွေကသူတို့ရဲ့ရေဒါတွေကိုဖြန့်လိုက်တဲ့အခါတတ်မှတ်ထားတဲ့ဂျိန်နှုန်းတစ်ခုကိုထုတ်လွှတ်ပါတယ်။ next generation ဂျန်မာကနှစ်ကနေ 6GHz အလယ်လက်ဂျိန်နှုန်းအပိုင်းခြားမှာအလုပ်လုပ်တာမို့အဲ့ဒီဂျိန်နှုန်းအပိုင်းခြားကထုတ်လွှတ်နေတဲ့ရေဒါတွေကိုဖမ်းယူနိုင်ပါတယ်။ဘာလို့လဲဆိုတော့ အမေရိကန်ကကမ္ဘာပေါ်ကရန်သူတွေရဲ့ရှာဖွေရေးမြေပြင်ပစ်ခတ်မှုထိန်းချုပ်ရေးနဲ့ဒုံးကျည်ရေဒါစနစ်အားလုံးရဲ့စည်ရင်းကိုထိန်းသိမ်းထားလို့ပါဒီစနစ်ကချက်ပြမှုတွေကိုဖမ်းယူတဲ့အခါဘလို့စနစ်မျိုးစားလဲဆိုတာကိုအလိုလျောက်သိရှိပြီးရိုးရှင်းတဲ့ geometry ကိုအသုံးပြုပြီးရန်သူရေဒါရဲ့တည်နေရာကိုတွက်ချက်ပါတယ်အဒီနောက်လေယာဉ်မှုက280 kW ခန့်ရှိတဲ့စွမ်းအားကိုရန်သူရေဒါစီဆက်လက်ထုတ်လွှတ်ပါတယ်ရေဒါတွေကသူတို့ထုတ်လွှတ်တဲ့ရေဒါလိုင်းတိုင်းရဲ့အချိန်ကိုသိထားပြီး အဲ့ဒီလိုင်းတွေပြန်ရောက်လာတဲ့အချိန်ကိုလည်းသိပါဗျ။ဒီ data ကိုအသုံးပြုပြီး radar ကတီနေရာကိုတွက်ချက်ပါဗျ။ဒါပေမဲ့ဒီလောက်အပြင်းနဲ့စွန်းရင်လိုင်းနဲ့ထိခံရတဲ့အခါ radar ကသူ့ရဲ့ထုတ်လွှတ်မှုတွေကိုမမြင်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့ဒီ jammer ကစွန်းရင် စီတောင်ကိုဆက်လက်ထုတ်လွှတ်ပြီးစနစ်ကိုပိုရှံစေလို့ပါ။ခင်မီ radar တချို့က jammer တန်းခံနိုင်ပေမဲ့ရန်သူတွေရဲ့ radar အများစုကဆိုဗီယက်ဒါမှမဟုတ်အီရန်ရဲ့ model အဟောင်းတွေကိုအခြေခံထားတာမို့ ဒီဂျမ်မာနဲ့ပြသသွားပါတယ်15မိနစ်တွင် USS Eisenhower က Grolary ကရန်သူရေဒါစနစ်၃ခုကိုဖျက်ဆီးပစ်လိုက်ပါတယ်အခု Houthi တွေရဲ့ရေဒါတွေပြသသွားတဲ့အခါအေတန်းတွေကိုတိုက်ခိုက်ဖို့အခွင့်အရေးဖွင့်ပေးလိုက်ပါတယ်သူတို့ရဲ့ Lightning Targeting Pods ကိုအသုံးပြုပြီးဒုံးပစ်လှုပ်ကြိယာ၃ခုရဲ့လှုပ်ရှားမှုကိုတွေ့ခဲ့ပါတယ်အဲ့ဒီတဲကတခုမှရန်သူတွေကဖုံးကွယ်ဖို့ဖုံးအုပ်တဲတခုကိုတင်နေတာပါ ဥဆောင်လေယာဉ်မှုကသူတို့ထွက်ပြေးမသွားအောင်26မိုင်ကွာကနေလေစာညွှန်ပြတုံးကြီး AGM 65 Maverick ကိုပစ်လွှတ်လိုက်ပါတယ်။တ125ပေါင်၄ဂျင်ရှိတဲ့ပုံတံဘုံတက်ဆင်ထားတဲ့ Maverick ကပထမဆုံးဒုံးပစ်လွှတ်ကြိယာရဲ့အလဲဘူကိုထိမှန်ခဲ့ပါတယ်။ဒုံးကြီးပေါ်ကဒုတိယကြိမ်ပောက်ကွဲမှုကအလွန်ကြီးမာပြီးပောက်ကွဲစဉ်ထွက်လာတဲ့အစနာတွေကအနီးအနားကနောက်ထပ်ဒုံးပစ်လွှတ်ကြိယာနှစ်ခုကိုဖောက်ထွင်းပျက်စီးစေခဲ့ပါတယ်။ အဖွဲ့သားတွေက Toyota truck ကားနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့တိမ်မွေးခင်မှာပဲဖမ်းမိသွားပါတယ်။နောက်ကနေလိုက်လာတဲ့ဝါတော့ကတနာကြီးမိုင်250အမြန်နှုံးနဲ့နှိမ်ပြန်လာပြီးလေရင်မှုကပြစ်ခတ်ခလုတ်ကိုဖိလိုက်ပါတယ်။ GAU 8အမြောက်ကတစက်ကန်ခွဲလောက် ပြစ်လွှတ်ယုံနဲ့ကြည်စံ90က truck ကားကိုထိမှန်ပြီးနောက်ထပ်ရန်သူ၄ယောက်ကိုရှင်းလင်းပြစ်လိုက်ပါတယ်။ April 10ရက်နေ့ရောက်တဲ့အခါရန်သူတွေရဲ့လှုပ်ရှားမှုတွေကတိသာသွားပြောင်းလဲသွားပါတယ်။ အရင်ကအသုံးပြုခဲ့တဲ့ဒုံးပစ်လွတ်နေရာတွေကတိတ်ဆိတ်သွားပါတယ်။အချက်ပြမှုစုတောင်းမှုတွေအရကွင်းစင်းတပ်မှုတွေနဲ့သူတို့ရဲ့အီရန်ကျိုးဆွဲသူတွေကြားဆက်သွယ်မှုတွေကပိုမိုခြေလုံလာပါတယ်။ IRGC အကြံပေးတွေကစူဝမ်မြို့ကိုပြောင်းရွှေ့သွားပြီးဖုန်းတွေစာပုံနဲ့ဆိုင်တဲ့မြေအောက်မှာပုံအောင်နေတယ်လို့သိရပါတယ်။ဟူဒီတွေကအင်တာနက်ထက်ဆင့်ပို့စနစ်တွေထပ်တည်ဆောက်ပြီး fiber optic ကြိုးတွေကိုမြေအောက်မှာမြှုပ်ထားပါတယ်။ ဒါပေမဲ့အပူအယုံခံကရိယာနဲ့အမဲလိုက်နိုင်တဲ့တိုက်လေရင်ရှိမှာဘလို့မှပုံအောင်လို့မရပါဘူး။အေတန်းရဲ့ lightning ပေါ်ကြောင့်ဝါတော့ကဂျူဒူဒေတာတစ်ခုတည်းကိုပဲမိခိုးနေကြမလို့ပါဘူး။တနေရာကိုဟူတီဖြစ်နိုင်တယ်လို့သတ်မှတ်ပြီးရင် လေရင်မှုက မျက်မြင်နဲ့ကင်းလှရင်လှုပ်ရှားမှုတွေကိုစောင့်ကြည့်နိုင်ပါတယ်။ရင်အိဇောရဲ့အပူတန်းဒါမှမဟုတ်မြေအောက်ဘန်ဂါတွေကထွက်လာတဲ့အပူကိုခြေရာခံနိုင်ပါတယ်။တကယ်တော့ဒီပော့ကအရန်ကို တိကြလုံလို့ အပူအာယုံခံကိရိယာတွေကလှည့်စားဖို့တားထားတဲ့အတုရောင်တွေကိုပါခွဲခြားနိုင်ပါတယ်။ဒရုန်းကင်းထောင်းမှုတွေထပ်ထည့်လိုက်ရင်အေတန်းတစ်စီးဟာလေထဲကထိတ်တန်းသားရဲတကောင်လိုဖြစ်လာပါတယ်။ဟူသီတွေကဒါကိုသိပေမဲ့ဝါတော့ကဘလောက်ကြကြစောင့်တိုင်းနိုင်လဲဆိုတာကို မထင်မှတ်ထားခဲ့ပါဘူး။ဧပြီလ13ရက်နေ့မှာ JF ပြည်နယ်ကအဖွဲ့တစ်ဖွဲ့ကဒီအမားကိုလုပ်ခဲ့ပါတယ်။သူတို့က CAO2 ဒုံးကြီးတက်ဆင်ထားတဲ့ပြစ်လွတ်ကြိယာကိုထုတ်ယူပြီး ဆယ်မြောင်းကမ်းမနာမှာတက်ဆင်ထားကာအီရန်ကျိုးဆွဲသူတွေက GPS ချိတ်ဆက်မှုကိုစောင့်နေပါတယ်။ဒါပေမဲ့သူတို့အတွက်ကန်ဆိုးသွားနေပဲအမေရိကရဲ့ drone တစီကလှုပ်ရှားမှုကိုလွန်ခဲ့တဲ့မိနစ်40လောက်ခန့်ကတွေ့ရှိထားပြီးဝါတော့တစီကနေရာမှာရောက်နေနေပြီးမကြခင်ဝင်လာတော့မှာပါ။ပေ3000အမြင့်မှာတောင်ထိပ်တွေကိုဖျက်ပြန်ရင်းလေယာဉ်မှုက Maverick ဒုံးကျည်ရဲ့အကောင်းဆုံးပြစ်လွတ်အကွာအဝေးရေမိုင်9မိုင်လောက်ရောက်တဲ့အထိဆောင်းတိုင်းခဲ့ပါဗျ။ ဒီဒုံးကြီး၆လုံးကိုတဲဆောင်နိုင်ပြီးအတောင်တစ်ဖက်စီမှာ၃လုံးသီတက်ဆင်ထားတာပါလေရင်မှုကဒုံးကြီး၂လုံးကိုပြစ်လွတ်လိုက်ပြီးဒုံးပြစ်လွတ်ကိရိယာနဲ့အတူရှိတဲ့ရေဒါကိုဖြတ်စီးလိုက်ပါတယ်ဝါတော့ကိုမြင်လိုက်တဲ့အခါဟူသီတပ်သားတွေကသူတို့ရဲ့ပြစ်လွတ်ကိရိယာတွေကိုစွန့်ခွာပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူတို့နောက်ဆုံးကြားလိုက်ရတာကအမြောက်တန်တစ်ခုပါပဲပြီးတော့အားလုံးပြီးဆုံးသွားပါတယ်ဒါပေမဲ့အေတန်းဟာဟူသီရဲ့ဒုံးကြီးပြစ်လွတ်ကိရိယာတွေကိုဖြတ်စီးဖို့ တိုက်ကြိုက်တိုက်ခိုက်မှုမလို့အတဲ့အခါတွေလည်းရှိပါတယ်။ဘလို့လုပ်လဲဆိုတော့တခါတည်းဟန်ဟူဒီတွေကသူတို့ရဲ့ပြစ်လွတ်ကြိယာတွေကို လူထူတတ်တဲ့မြို့ပြ area တွေထဲမှာဖုံးကွယ်ထားပါတယ်။ American နေနဲ့အရသာထိခိုက်မှုမဖြစ်အောင်ဒီပြစ်လွတ်ကြိယာတွေကိုဖျက်ဆီးနိုင်မယ့်နည်းလမ်းတစ်ခုလိုအပ်ပါတယ်။ဒါ့ပြင်အဆောက်အုံထူတတ်တဲ့မြို့ပြ area တွေမှာဒါကမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် A10 တွေကအင်အားပြသမှုလို့ခေါ်တဲ့နည်းပြဟာကိုအသုံးပြုပါတယ်။ ဒါကဒီလိုအလုပ်လုပ်ပါတယ်။စခန်းမှာမြေပြင်သားတပ်ဖွဲ့တွေကအေတန်းကိုမာဗရစ်ဒုံးကျည်6လုံး30မီလီမီတာခရမ်းပုံးတွေအပြည့်စုံပြစ်မှတ်ညွန်ပြပော့နဲ့အလုပ်လုပ်ဖို့လိုအပ်တဲ့အရာအလုံးနဲ့တင်ဆောင်ပေးပါတယ်။ရန်သူတွေလူထုတက်တဲ့နေရာတွေမှာပြစ်ခတ်နေတယ်ဆိုရင်အေတန်းတွေကအရင်ဆုံးဝင်လာပြီးတိုက်ခိုက်တော့မဲ့ပုံစံနဲ့ဟန်ဆောင်ပါတယ်။ဟူဒီတွေကတော့ဘာဖြစ်မလဲဆိုတာကိုသေချာစေဖို့အဲ့ဒီနေရာမှာထပ်မနေတော့ပါဘူး။ ူတို့ရောအနားမှာရှိတဲ့တခြားသူတွေပါအကာအကွယ်ရှာဖို့ထွက်ပြေးသွားတဲ့အခါအိတ်တန်းတွေက နောက်တစ်ကြိမ်ပြန်ဝင်လာပြီးတိုက်ခိုက်နိုင်တယ်လို့တခြားလေကြောင်းအကူအညီတွေကိုခေါ်ယူနိုင်ပါတယ်။ဒီနီးဗျူဟာတွေကပုံမှန်မှန်တယ်လို့ထင်ရပေမဲ့ဧပြီလလယ်လောက်မှာ data တွေကဒါတွေကအလုတ်ဖြစ်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ဟူဒီတွေရဲ့ဒုံးကျည်လှုပ်ရှားမှုဟာလအစပိုင်းနဲ့ရှင်ရင်80ရာခိုင်နှုန်းဒီပါကျဆင်းသွားပါတယ်။ ပင်လယ်နီကရစ်တက်သင်္ဘောတွေကရေဒါချိတ်ဆက်မှုနှဲပါလာတယ်လို့သတင်းပို့ခဲ့ပြီးတချို့သောရေနံတင်သင်္ဘောတွေကနှစ်လအတွင်းပထမဆုံးအကြိမ်ဖြစ်ရေတက်အဆောင်အချက်မပါဘဲဖြတ်တန်းသွားလာနိုင်ခဲ့ပါတယ်။ဒါဟာသတင်းကောင်းကြီးပိုင်းမဖြစ်ခဲ့တဲ့အောင်ပွဲတစ်ခုဖြစ်ပြီးဗျူဟာရအရေးပါလာပါတယ်။အေတန်းရဲ့အောင်မြင်မှုကလေချောင်းပံ့ပိုးမှုနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေကိုပြန်လည်နှိုးဆွားခဲ့ပါတယ်။လေတက်က2029ခုနှစ်မှာအေတန်းတပ်ဖွဲ့တွေကိုအနားပေးဖို့စီစဉ်ထားပေမဲ့ မရိန်းတက်နဲ့ရေတက်ကိုကဲရင်မှုတွေကဒီလေယာဉ်တွေကိုဆက်လက်ဖြန့်ကျက်ဖို့တောင်းဆိုထားပါတယ်။ဧပြီလ2ရက်ကနေ18ရက်တွင်အေတန်းတွေကစစ်ပွဲပေါင်း218ကြိမ်ပြန်တန်းခဲ့ပြီးဆန့်ကွန်အရာ အမေရိကဘက်ကတစည်းမှဆုံးရှုံးမှုမရှိခဲ့ပါဘူး။ဒုံးကြီးစနစ်48ခုအတီးပြုတ်ဖျက်ဆီးခံရပြီးဟူသီတွေရဲ့ထင်ရှားတဲ့ကိုကဲရင်မှုကိုလည်းရှင်းလင်းခံခဲ့ရပါတယ်။ဒီလိုနဲ့အေတန်းဟာရေတပ်ဗဟိုပြူတိုက်ပွဲလို့လူအများထင်မှတ်ထားတဲ့စစ်ပွဲမှာ တန်မိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။အေတန်ရဲ့နာဂတ်နဲ့ပတ်သက်ပြီးအငင်းပွားမှုတွေဆက်လက်ရှိနေပြီမဲ့စစ်မြေပြင်ကဟူတီတွေအတွက်ကတော့အေတန်တစည်းကိုမြင်လိုက်ရတဲ့အခါသူတို့မေးတဲ့တစ်ခုပြီးတော့မေးခွန်းကဒီလိင်ကဖြတ်သွားတာလားဒါမှမဟုတ်ပြစ်ခတ်ဖို့ချိန်နေတာလားဆိုတာပါပဲ။နောက်ထောင်ပေတဲ့ပြိတ္တကြီးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။